Hi, okay. kids, today's lesson is living things and non living things. Hello, kalero ye mingla ba. Dini maro diteka. Living things tashi non living things tamere bisi jango pibya pito mare pibare. Okay, let's learn together. Okay, living things. Living things are organisms that have life. They show characteristics such as growth, movement, reproduction, respond to stimuli and metabolisms. It includes humans, animals, plants, and microorganisms. Living things are organisms that have like a tissue organism. Tissue, yeah, you see, along go living things look call, uh, uh, blue yari go tissue look call so yeah, uh, three ကရုတီထွန်းမှုတွေသူတို့ရဲ့လှုပ်ရှားမှုတွေသူတို့ကမျိုးပွားနိုင်တယ်နောက်ပြီးတော့အာ stream အာ response stimuli တောင့်ပြန်နိုင်စွမ်းတွေလည်းရှိတယ် and ပြီးတော့ metabolism စီးပွားခံမဖြစ်စင်တွေလည်းသူတို့ကလုပ်တယ်အဲအဲ့လိုလုပ်တဲ့အရာဝတ္ထုတွေပစ္စည်းတွေအားလုံးကို living things သက်ရှိပစ္စည်းတွေလို့ခေါ်တယ်သက်ရှိတွေလို့ခေါ်တယ်ဘလို့ယာယီအဖြစ်မလဲဆိုတော့ human လူသားတွေတချို့တော့လူသားတွေကလည်းတက်ရှိတယ်ပေါ့နော်လူသားတွေပါမယ်နောက်ပြီးတော့ animal stration လေးတွေပါမယ်နောက်ပြီးတော့ plant အပင်တွေဒါပေမဲ့အပင်တွေကပေါ့နော်အာမရွေ့နိုင်ဘူးဒါပေမဲ့သူတို့ကတော့ကြီးထွားနိုင်တယ်ပေါ့နော်အာကြီးထွားနိုင်အိုင်နဲ့နောက်ပြီးတော့อืมအသူတို့ဟိုအပင်ကနေပြီးတော့အောက်ဆီနီပါတွေထုတ်ပေးနိုင်တယ် microorganism လို့ခေါ်တဲ့စီဝါသက်ရှိလေးတွေလည်း living things လို့ခေါ်တယ် non living things, non living things do not have life, they do not grow, move, reproduce, or respond to stimuli. It may include rock, water, air, cars, and chairs. Okay, non living things. Non living things, they got to a tamashi. A tamashi is a non living things. That may be And little ကိုမကြည်ထွားနိုင်ဘူးနောက်ပြီးတော့ရွေ့လည်းမရွေ့နိုင်ဘူးအဲနောက်ပြီးတော့ပြုတ်ကျအဲရိုးလည်းမပွားနိုင်ဘူးတောင့်ပြန်နိုင်စွလည်းမရှိဘူးအဲဘာလဲဆိုတော့ဥမာအာ rock ကြောက်ဆောင်နေ water ရေ air လေအမ်ကားရေနောက်ပြီးတော့အာ chair ဒီနေ့အဲ chair ရဲ့နေ့စဉ်ဘဝမှာမြင်တွေ့နိုင်တဲ့ပစ္စည်းတွေဥပမာနိုင်တို့အမ် နောက်ပြီးတော့ဘာရှိမလဲဆိုတော့ကဲအဲချေရိုတင်တဲ့အဖောင်တိန်လေးတွေရှိမယ်ဆောက်အုပ်ကလေးတွေရှိမယ်ဆောက်ရွက်လေးတွေရှိမယ်ကဲအဲ့ဒါတွေကိုလည်းချေရိုကအာ now living things သမဲ့ပစ္စည်းတွေလို့ခေါ်တယ်โอเคသင်ငန်းစာလေးကိုတူတူကြည့်ရအောင်ချင်တဲ့သူโอเค which one is living things living things ဆိုတာအဲ living things ဘေးရလေးက living things သရှိပစ္စည်းလေးပေါ့နော်โอเคဒီမှာကြည့်လိုက်ရအောင် get and share cats ကြောင်ကလေးနဲ့ chair triangle triangle မှာဆိုဘယ်ဟာတရှိပစ္စည်းလဲပေါ့နော် okay cat is living things and a chair is not living things okay cat ကြောင်လေးကတော့တရှိပစ္စည်းတယ်နောက်ပြီးတော့ chair triangle လေးကတော့ non living things သမဲ့ပစ္စည်းဖြစ်တယ် okay ကြောင်လေးကဆိုရင်ကျွေးလျားနိုင်တယ်သူပါသူကျွေးလျားပြီးတော့အဲ7ပါးလက်ခုပ်တယ်အဲ chair triangle ကတော့ ကဲခြေရုပ်ချထားတဲ့နေရာမှာပဲရှိနေမယ်။သူပါသူမရွေ့သွားနိုင်။ကဲ next slide. Uh which one is living things? ဒီ slide ဒီမှာတော့ living things ကိုမေးထားတယ်။ Okay, flowers နဲ့ hat. Okay, flower ပန်းပွင့်လေးနဲ့ hat အုတ်ထုံမှာဘေးရကတက်ရှိလဲတဲ့။ Okay, flower is living things and hat is non-living things. Okay, flower ပန်းခွင်လေးကတော့တက်ရှိပစ္စည်းဖြစ်တဲ့ and ပြီးတော့မှအမ် okay အဲတက်ရှိဖြစ်တဲ့အထုံးလေးကတော့ non living things သမဲ့ပစ္စည်းဖြစ်တယ်။ Uh what is living things and what is not အဒီ slide လေးမှာဆိုရင်ဘေးအရာကတက်ရှိပစ္စည်းလေဒါမှမဟုတ်ဘေးအရာကတက်ရှိပစ္စည်းမဟုတ်မဟုတ်တာလေပေါ့နော်။ Okay ဒီမှာကြည့်လိုက်အောင် make non no နဲ့ count non okay tell its living things yeah. and make is non-living things. Tell noaga living things the sheep today and meet garo non-living things the maybe sheep Okay, next slide. What is living things and what is not? Okay, di male biyaga living things the sheile tamho the sheim hota biyale pono meet haraga butterfly and rock. Okay, fly. လက်ပြလေးနဲ့ rock ကြောက်ဆောင်ကြောက်တုံးလေးတွေပေါ့နော်ကြောက်ခဲလေးတွေကြည့်လိုက်ရအောင် a butterfly is living things and rock are non living things butterfly လက်ပြလေးကတော့သက်ရှိဖြစ်တယ် and rock ကြောက်ဆောင်လေးကကြောက်တုံးလေးကတော့ non living things သက်မဲ့ပစ္စည်းဖြစ်တယ် which one is living things ဒီ slide လေးမှာတော့ living things သက်ရှိပစ္စည်းကိုပဲမေးထားတယ် ခင်ဘက်ကလေးနဲ့ဆိုတာဘတ်ဟက်ကလေးနဲ့ဆိုတာခံရွှေဘူးလေးပေါ့နော်ရွှေဘူးလေးအင်းနဲ့အဲ့မှာဘေးရကတက်ရှိပစ္စည်းလဲတဲ့အဲ့မှာဆိုရင် but ဟက်ကလေးကတက်ရှိပစ္စည်းဖြစ်တယ်အဲတက်ရှိဖြစ်တယ်အာ but is living things and ဆိုတာခံ is not living thing ဒီနေ့တင်ငန်းစာလေးကတော့ဒီလောက်ပါပဲကွယ်အမ်ချဲတဲသွားပေးရလေးကိုခလေးတို့နားလည်မယ်လို့မျှော်လင့်ပါတယ်အမ်နောက်ထပ်တင်ငန်းစာမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်